ရပါဒါပေမဲ့အဓိကအရေးကြီးတာကသူသူ့ကိုဒီဆေးဖြော်ဖို့ကြတော့နည်းနည်းလေးဟို view design လို့ကိုတော့လိုတာနော်အဲဒါကျွန်တော်တို့ဒီအဲ့တော့ဘယ်လိုလုပ်အောင်လဲဆိုဒီမှာကြတော့သူကမဖြော်ရသေးတဲ့ဆေးပေါ့နော်မဖြော်ရသေးတဲ့ဆေးကတော့ဆေးအဟုတ်လေးရှိတယ်ဒီအရေးလေးရှိတယ်အဲ့ဒီနှစ်ခုဖြော်မှာပေါ့နော်အဲ့လိုဖြော်တေချာဖြော်မှသာအဲသူကဆေးရအဆင်ပြေမှာပါအရင်ဖြော်မှဆိုရင်ဒီတိုင်းကျွန်တော်ဖြော်လို့ပြန်ဒီပေါ်အရင်ဖြော်အောင်ပေါ့နော် ီဘောင်းချုပ်ဒီဘောင်းချုပ်ပြီးသွားပြီဆိုရင်ဒီ app လေးတက်နော်အဲ့လေခွာနော်ဒါလေးခွာရတယ်ကျွန်တော်ထည့်လိုက်ရပါမယ်သူအဲ့လေးလေဆယ်ချောင်းပါနော်ကျွန်တော်ဆယ်ရင်းတူရအောင်ဒါကြက်ကြက်ပါနော်အဲ့ဒါအကောင့်တက်ပြီးတက်ပြီးတော့ဒါလေးအကောင့်ပြန်ဖြုတ်မယ်တဆင့်ပါနော်တဆင့်ဖြုတ်ရင်နောက်တစ်ခုကကျွန်တော်အထက်ဖြုတ်လို့ရပြီနော်ဒါလေးထပ်ဖြုတ် ဲဒါလေးဒီ app ဖြုတ်ပြီးတော့မှပဲအဲဒီကောင်ဖြိုးလို့ရပါဖြိုးလို့ချင်းကြရင်ဒီမှာ jack တွေပါတွေ့တွေ့ jack တွေဟဲ့အဲ့ jack တွေပါအဲ့ jack လေးနဲ့ဒီမှာဒီရဲ့စီထိတ်မှာပါတဲ့ jack လေးနှစ်ခုကိုကျွန်တော်တို့ကဟိုနေ့ဖြစ်အောင်လုပ်မှာပေါ့နော်ဒီ jack နဲ့ဒီစီထိတ်မှာပါတဲ့ jack နဲ့တော့ကျွန်တော်တို့ကျွန်တော်တို့ညီအောင်တော့ပါဘောနော်အဲဒါလေးကျွန်တော်တို့ဖြည်းဖြည်းချင်းဒီထိတ်မှာပါတဲ့ a wire အဲဒီ a wire ဒီ wire နော် ဒီဝိုင်းလေးနဲ့ဒါနဲ့နှစ်ခုညအောင်တော့အဲဒါလေးတစ်ပြေးချင်းတော့တက်တက်ပြီးထည့်ပါအာတစ်ပြေးချင်းနဲ့ရောအဲနဲ့ခဏတော့လဲလာနော်အာတစ်ပြေးချင်းနဲ့ရောဟုတ်ချက်တချို့တော့မြင်ကြတော့ခဲ့ပြီနော်ဟုတ်ပါတယ်။ဒီကဈေးကြီးပါလို့ပြည်စံတော့နော်။ ဲ့ဒီချင်းနော်ဒါပြည့်ချင်းမှတ်တဲ့ပြည့်ချင်းဒီနားလည်းလဲလိုက်မြန်မြန်နဲ့ဒီကဟိုစီးလေးအလိုမျိုးနေနေလေးထွက်သွားတယ်ဒါမှလည်းစီးလေးပြောနေပြီဆိုတော့စီးမုံလိုက်ရောပြောဒါပြောဦးကတော့ကျွန်တော်တို့15မိနစ်လောက်ဆောင်းပါနော် ေးဖြို့ဖို့ကြတော့ကျွန်တော်ဟို15မိနစ်လောက်စောက်အောင်เนาะ15မိနစ်လောက်စောက်ပြီးတော့မှသူကဆေးရလုံးဝအနေကြအောင်ပေါ့နော်အနေကြမှာပဲကျွန်တော်ထိုးအောင်ပေါ့အဲ့တော့ဒီစောက်တဲ့ကာလလေးမှာကျွန်တော်ဆေးလေးအကြောင်းနည်းနည်းပြောအောင်အဲ့တော့သူက GLP-1 ထိုးဆေးပေါ့ဒါသူကဟော်မုန်းတစ်ခုပဲကျွန်တော်တို့သဘာဝတန်ထုတ်တဲ့ဟော်မုန်းပဲအဓိကဒီဆေးထွက်လာတာအကြောင်းရင်းကတော့ဒီစီးချိုသွေးချိုပေါ့နော်သွေးထဲမှာအချိုတွေများတဲ့လူတွေအတွက်စီးချိုယောဂထိန်းချုပ်ဖို့အတွက်တော့ထွက်လာတော့နောက်ပိုင်းမှသာ ဒါကိုလေးညင်လျှော့ချဖို့ပိန်နာလေးပါတွေးလာရအောင်ပါကျွန်တော်တို့ပုံမူပြီးတော့ခစ်စားလာပါတော့အဲ့တော့အဲသူကဘာလုပ်ပြီလဲပေါ့ဒီဈေးထိုးလိုက်ပြီဆိုရင်ကျွန်တော်တို့ရေချောပန်ခရီးယတ်ပေါ့နော်ပန်ခရီးယတ်မှာရှိတဲ့အဲအင်ဆူလင်ကိုကျွန်တော်လှုပ်ဆော်ပြီနော်အင်ဆူလင်ထွက်အောင်လုပ်ပြီတယ်အင်ဆူလင်ထွက်အောင်လုပ်ပြီလို့ကျွန်တော်သွေးရင်းအချို့တွေကိုအဲကျွန်တော်တို့တခြားတဲ့သူကပို့ပြီးရှော့ချပေးတယ်အဲပြီးဂလူကာဂွန်ထုတ်လို့မှုပေါ့နော်ဒါဂလူကာဂွန်ထုတ်လို့မှုလည်းသူကအဲရှော့ချပေးတယ်ရှော့ချပေးတော့ ဒါကောင်းတာပေါ့နော်အဲ့တော့ခြုံပြောမှသူဒီစီယိုယိုကသူတိုးအတွက်ဒါထွက်လာတဲ့အဲစီတမျိုးပဲဒါတော့ကောင်းတာနောက်တစ်ခုပါရှိလဲဆိုတော့သူကဒီ hypocrisy မျိုးခေါ်တယ်သူနဲ့အချို့တက်ပေါ့နော်တချို့စီယိုကြစေသူသူကြစေလေးဆိုရင်ဒါအတော့ရများတယ်ဘာညာဆိုသူကတခြားတက်တွေအဲ့ဒါအများကြီးကြောက်ပါတယ်ဒါဒီဟာကိုလည်းသူကထိမ့်ညိပြီးတယ်ဆိုတော့ဒါဘာပြောကောင်းတာပေါ့နော်အဲကောင်းတယ်ပြီးတော့ကျွန်တော်တို့အခု အဲဟော့ဖြစ်နေတဲ့ကိစ္စကတော့တို့ဒီကိုလေးချင်းကိုလျှော့ချပြီးတော့အဲတော့ဘယ်လိုလျှော့ချပြီးလဲဆိုကျွန်တော်အုံနောက်မှာအစားအစားတင်တဲ့စိတ်ကိုကျွန်တော်ထိန်းချုပ်နေတာအစားဆောင်းလောင်းမှုသိမ့်မှုကိုလျှော့ချပြီးဘိုက်သိမ့်မစားတော့ဘူးပြီးရင်အစားလိုက်တဲ့အစာလေးကိုလည်းအစာရအစာငယ်နှိကွေးစီပြီးတော့အဲဦးလေးရောက်နှိကွေးစီရတော့ကြောင့်အစာဘိုက်တဲ့အစာတွေကဘိုက်ရန်ပိုပြီးချေချာရှည်စီပြီးတော့ဘိုက်ပြေးလို့ခံစားပြီးတော့အဲစားသုံးပမာဏကိုလျှော့ချစီလျှော့ချစီတဲ့အတွက်ကြောင့်ဒါကိုလေးချင်း ်ကြာရှင်လောက်ခေါ်တော့ဗောနော်အဲဘယ်လောက်ကြီးကြာလဲဆိုတော့သူက5 to 20%လောက်ကြာတော့ကီလို100ရှိတဲ့လူတယောက်ဆိုရင်ကျွန်တော်တို့ကအဲကီလို160လောက်ကြီးကြာကြာနိုင်တယ်လို့တွေ့ရတာဗောနော်အဲဒီပုံလေးကတော့ခုနကပြောတဲ့ထဲရလို့ပဲဗောနော်ဒီစေးထိုးလိုက်တယ်ထိုးလိုက်ဆိုရင်တော့ pancreas ကြီးသွားရတယ်နော် pancreas ကြီးသွားတယ် pancreas မှာ insulin secretion တွေများစီ insulin များစီပြီးတော့ကျွန်တော်တို့စီချိုထိန်းချုပ်မှုကောင်းစေတယ်အဲနောက်အုံနောက်မှာလည်းကျွန်တော်တို့အစာစားခြင်းတွေကို အဲချော့ချပေးတယ်ပြီးတော့ဒါကြောင့်မလို့ပြောကိုလေးချင်းတွေချော့ချစီတယ်ပေါ့နောက်ကြောက်ကတ်တွေပြီးရင်အကျွတ်သားတွေမှာကြတော့ကျွန်တော်တို့ကမသိသေးဘူးเนาะဘယ်လိုမျိုးအဲရှိရဲဆိုတာအဲ့တော့ဆေးရီကတော့အများကြီးထွက်တာပေါ့နော်အများကြီးဆိုရင်ဟိုအရင်ဆုံးကျွန်တော်စထွက်တဲ့ဆေးရီကတော့ Simon Glutides ပေါ့နော် Simon Glutides ဆိုတဲ့ဆေးလေးဒါ first generation ပဲထွက်လာတယ်เนาะအခုလက်ရှိတွင်ကျေ၃နေအဲသူရဲ့ နောက်မှထွက်လာတဲ့ဆိုတော့ tazibitis ဆိုတဲ့ဆီလေးထွက်လာတယ်။အဲ tazibitis ကပိုပြီးကောင်းတယ်ပေါ့နော်။သူကကိုလေးရင်ရှော့ချောက်လို့ပိုကောင်းတယ်လို့ဆိုတယ်ပေါ့နော်။ဒီနေမျိုးထွက်လာတယ်။အင်းဒီထက်လည်းထွက်ဖို့ဆေးတွေရှိပါသေးတယ်။အဲတော့ဘီရက်ဆူဂျိုးနေနဲ့ပါရှိလဲပေါ့။ဘီရက်ဆူဂျိုးနေနဲ့ထွေထူးတော့မရှိပါဘူး။ဒါမဲ့လည်းဒါဆေးထိုးလိုက်ပြုတ်မယ်အမ်းမယ်နော်။ပြုတ်လိုက်အနိုင်ဖြစ်နိုင်တယ်။ဘီဝန်းချုပ်တယ်ဝန်းချုပ်မယ်။အေးဒါမှဝင်းလျှော်ပေါ့နော်ကိုဒီအဆိုင်ဦးလုံးကျောင်းလည်းပြဿနာနော်ဝင်းလျှော်နေဝင်းလျှော်တယ်အဲခိုင်းနာမယ်အဲဒါလေးဖြစ်တယ် အဲဒါပေမဲ့အဓိကကျွန်တော်တို့နည်းနည်းလေးဟိုကြည့်ရမှာတော့ pancreas လေးရောင်တယ်တော့နော် pancreatitis pancreas ရောင်တယ်သေးချိန်မှာပြဿနာတွေရှိတယ်ဗောနော်ရှားပါတော့တိုင်းဖြစ်နိုင်တယ်ဆိုတော့ကျွန်တော်သိတာကိုလိုပါတယ်အာဘရိုဖြစ်တာတွေတခုဖြစ်လေဆိုရင်ကျွန်တော်တို့သက်ဆိုင်ထိုးရဲဆရာအောင်လည်းဒါပြသတင်တယ်ဗောဒီဆေးထိုးရုံနဲ့ကိုလေးချိန်တိတိသာကြောက်အောင်ပါဆိုတော့နော်အဲအဲ့လိုလေမဟုတ်ဘောတခြားကုသမှုနဲ့ပေါင်းဆက်မယ်ဆိုပို့ပြီးတော့ ကောင်းနိုင်ပါတယ်တခြားကုသမှုတွေကျွန်တော်ပုံမှန်လုပ်နေချအတိုင်းပဲပေါ့နော်အဲဒိုင်ရက်အစားလေးကိုအစားသုံးညကိုကျွန်တော်တို့ကယူဆရမယ်နော်အစီးတဲ့အငန်းနဲ့စီစေးရှော့စားမယ်အဲပြီး exercise ကိုလည်းလေ့ကျင့်ခန်းလေးလုပ်မယ်ဒါဆိုရင်ပို့ပြီးတော့တိတိသသာအကျိုးအနည်းတင်ရလာမှာပေါ့အဲ့တော့သူကအကောင်းတာပေါ့နော်အဲ့တော့စီချိုရှိတဲ့လူတွေဆိုရင်ကျွန်တော်တို့ကဒါအစားတော့လဲ လုပ်မယ်လေ့ကျင့်ခန်းလည်းလုပ်မယ်ပြီးစီးကျုပ်စီစားမယ်ဆိုရင်အဲဒါကိုဒီလူတွေကပို့ပြီးထိုးလုပ်ပေးမယ်လဲကျွန်တော်တို့ကတခြားတော့မထိန်ချုပ်နိုင်ဘူးကိုလေ့ကျင့်ရှော့ရှော့လို့လဲဆိုရင်ဒီဒီစေးအဓိကအဖြစ်ထိုးခြင်းအဖြစ်စီးကျုပ်အတွက်လည်းကောင်းတယ်ကိုလေ့ကျင့်အတွက်ရှော့ချောက်ဘူးလဲကောင်းစေတယ်ပေါ့နော်အဲ့နောက်တစ်ခုကတော့အဝါလုံးလည်းလို့ပြောတာအဝါလုံးလည်းအဝါလုံးတော့လေ့ကျင့်ရလို့ခက်ခဲတယ်ပေါ့နော်။ဒူးနေတာလည်းခါးနေတာလည်းဒါမှမဟုတ်နှလုံးလေး မကောင်းဆိုတော့ဒါတွေဖြစ်နေတယ်ဆိုရင်ဒီလူတွေရတယ်ကျွန်တော်တို့ကအဲထိုးဖို့ခွင့်ပြုချက်ရတာပေါ့နော်အဲ့တော့ဘယ်လိုထိုးမလဲဆိုတော့တစ်ခုနဲ့တစ်ခုကတော့မတူဘူးတနိုင်ငံနဲ့ချိုးလို့ဆိုရင်လည်းအဲ body mass index ဆိုတဲ့ဝါလုံးနဲ့လူ30ကျော်မှာထိုးခိုင်းတယ်လို့အဲဒီဘက်နိုင်ငံတွေမှာဆိုရင်ဒါ29ကျော်ထိုးမယ်ဆိုထိုးလို့ရပါတယ်ဒါပေမဲ့သူ့မှာဒီအဝါလုံးနာအပြင်ကိုဘာတွေပါရှိဖို့ရှိဖို့လို့လဲဆိုတော့အဲသွေးတိုးရှိမလားဒါမှမဟုတ်ကိုလက်စထရောတွေများလားစီးကျိုးလားဒါတွေတစ်ခုရှိမယ်ဆိုရင်သူ့ရဲ့ စေထိုးဖို့အတွက်ပို့ပြီးလိုအပ်တာပေါ့အဲနောက်ဒီတစ်ခုပေါ့နော်နောက်တစ်ခုကအခုကအခုနောက်ပိုင်းတော့ဒါအလှပအတွက်သုံးတာဆိုတော့ဒီကိုအလှပအတွက်တစ်ခုအတွက်ပဲ ਨੇ သုံးမယ်ဆိုရင်တော့ဒါသိပြီးတော့အဆင်ပြေဘူးပေါ့နော်ကျွန်တော်အစီအရာပြောဆိုစီယိုသွေးတိုးဒါမှမဟုတ်လည်းကိုလက်စထရောမြင့်မယ်ဝါးတဲ့လူသုံးမှသာပို့ပြီးတော့အသင့်တော်မယ်ပြင်ကုန်းလားမစ်ခင်နေနိုးတိုင်းမစ်ခင်တွေအရင်ကတဲ့မုတ်ချုပ်အေးပေါ့နော်ဘန်ကရီယာရောင်မှုလဲလူတွေ ီတိုင်းရိုင်းနဲ့ပတ်သက်တဲ့ကိစ္စရှိရလူတွေဒီလူတွေမသုံးသင့်ဘူးဒီဆေးကိုကျွန်တော်တို့မသုံးသင့်သင့်ပါဘူးကဲနော်ကောင်းတော့တော့ဒါကိုယ့်ရဲ့နှိစက်ဆောင်အတိုင်းပြီးထိုးတာကောင်းဆုံးပါလေဘလို့ထိုးရမလဲပေါ့နော်အဲကျွန်တော်ပုံမှန်အပြည့်တိုင်းပခဏကြံတဲ့ဗီဒီယိုနဲ့ပြပါဦးနော် injection pan နဲ့လာတယ်အဲလည်းထိုးသွင်းနိုင်ပါတယ်ဒါ set juice အရေးပြောက်လည်းထိုးပါတယ်လွယ်ကူထိုးလို့ရပါတယ်ဒီဆေးတွေအဲထိုးမယ့်နေရာတွေကတော့အထူးသဖြင့် one byte ပေါ့နော် one byte တွေ ဟိုဘိုင်းမှာဆိုချက်ပက်လေပေါ့နော်ချက်ကနှလုံးမအကွာမှာထိုးလို့ရမယ်ပေါင်လေးထိုးလို့ရမယ်အလေပိုင်းနဲ့ထိုးလို့ရမယ်လက်မောင်းပေါ်ပိုင်းဒါဒီနေရာထိုးလို့ရပါဘောနော်အရေးကြီးတာပထမတစ်ချိန်ထိုးတဲ့နေရာဒုတိယထိုးတဲ့နေရာလှည့်ပြရအောင်နော်အဲဒီတစ်ခါဘယ်ဘက်ဆိုရင်ချက်ဘယ်မှာထိုးရင်နောက်တစ်ခါညာဘက်မှာထိုးမှာပေါ့ ဒီကကျွန်တော်တို့ဆိုးတော့မသွင်းရင်ဆေးဘောပင်ဆေးရမယ်နော်အဲလုံလားမလုံလားဆေးရှိတာမထွက်လားဆေးပြီးရင်ထိုးမနေအောင်အရက်ပြန်နေတေချာတတ်မယ်ညင်မထိုးမယ်နော်ဒါပြန်ပြောနေအဲ့ဒါတော့တကူကြီးတော့ခုပစားဘာဘာလဲခွေးလဲဆိုဒီမှာအဲ့ဒီလေးလေးနော် ဲ့လက်နဲ့ဆွဲခိုင်းထားတယ်လေခါခိုင်းရလားမလို့ဘောအော်နော်တိအောင်တိအောင်